ဟယ်လိုအားလုံးမင်္ဂလာပါ။ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အသင်းဘက်ကခေါ်ဝေးကျူးပန်းနေတဲ့တောင်မန်ကစားမဖြစ်တဲ့အန်ပွင်မူကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီး Newcastle ကလည်းလက်ရှိမှာစိတ်ဝင်စားမှုတွေရှိလာတယ်ဆိုပြီးတော့ကျွန်တော်တို့ Bam Jacobs ကနေပြီး report လုပ်ထားတယ်။ဒါအပြင် Newcastle ရဲ့ဘက်ကဒီကစားမဖြစ်သူကိုခေါ်ဖို့အတွက်တာမန်စိတ်ဝင်စားတာမျိုးလောက်တွေမဟုတ်ဖိနဲ့ ဘယ်အသင်းနဲ့ပဲပြိုင်ခွန်ရခွန်ရသူတို့အမှန်ကန်ကျိုးပန်းသွားနိုင်ဖို့ရှိတယ်ဆိုတဲ့အကြောင်းကာဆီယာဒီကစားမပြည့်သူကိုအသင်းမှာအမှန်ကန်စားထုတ်ဖို့ကျိုးပန်းနေတာဖြစ်တယ်ဆိုတဲ့အကြောင်း report ကြီးကျွန်တော်လုတ်လာတယ်ဒါပေမဲ့လည်းဘောနော်အန်ပွဲမူကိုခေါ်ဖို့ကြိုးပမ်းနေတဲ့တဲမှာမန်ချက်စတာယူနိုက်တက်နျူကာဆယ်နှစ်သင်းလောက်ဒီရှိပေမဲ့လည်းယူနိုက်တက်ရဲ့ဘက်ကလည်းနျူကာဆယ်အမှန်ကန်ကြိုးပမ်းလာမှာဖြစ်လို့နောက်ဆုတ်သွားမဲ့လက္ခဏာတွေကျွန်တော်မရှိဘူးဒီလိုတဲ့မှာငွေကြေးပိုင်းက အသင်းတို့ကနည်းနည်းလေးအခက်အခဲဖြစ်နိုင်ပေမဲ့လို့အန်ပွဲမူကိုခုံယူဖို့တော့မန်ချက်စတာယူနိုက်တက်ဟာအမှန်ကန်ကြိုးပမ်းလာဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့အသင်းဘက်မှာအမှန်ကန်ရည်ကြီးနေတဲ့တိုက်စစ်ကစားမဖြစ်သူအန်ပွဲမူကိုကိုရီခေါ်ဖို့အတွက်ကြိုးပမ်းလာတော့မယ်။ဒီနေရာမှာနျူကာဆယ်တို့နဲ့ပြိုင်ခေါ်ရမယ်ဆိုတော့တော်တော်လေးတော့အသင်းတို့ chance ကနည်းမယ်ပေါ့နော်။နျူကာဆယ်က Champions League ဝင်ခွင့်ရထားတယ်မလား။ Champions League ဝင်ခွင့်ရထားတယ်။ဆိုတော့ဘယ်လိုပြောမလဲကိုရီအတွက် တိုင်ပတ်နိုင်တာဆိုလို့ဗျာတိုင်ပတ်နိုင်တာဆိုလို့ဒီအိုက်ချမ်ပီယံစ်လိဝင်ခွင့်မရှိတာငွေကြီးကဟိုကိုရီလည်းတိတ်ပြီးတော့တက်နိုင်စွမ်းမရှိလို့နျူကာဆယ်ကလည်းတိတ်တုံးလို့ရတဲ့အခြေအနေမှာရှိနေတယ်လို့ကျွန်တော်မထင်ဘူးဒီနီးပြအက်ဒီဟောက်ပြောထားသလိုပဲသူတို့နျူကာဆယ်အနေနဲ့ပေါ့နော်အပြောင်းရွှေ့တွေမှာဒီ FFB စီမင်းနေပါတယ်ကြောင်းလာမယ့်နေရာဒီပြောင်းရွှေ့မှာလုံးဝစူပါစတာကစားမတွေခေါ်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့သူပြောထားတယ်ဒါပေမဲ့လို့အန်ပွဲမူကိုခေါ်ယူဖို့က အန်ပွေမူဝါလော်တဲ့မှာစူပါစတားပလေးယာတယောက်ဖြစ်ကျွန်တော်မြင်မထားဘူးဆိုပြီးမဲ့လို့ပေါင်တန်း90လောက်ထိကိုကျွန်တော်ကုန်ကြမယ်။နောက်တန်း90လောက်ထိကျွန်တော်ကုန်ကြမယ်။ဆိုတော့ဒီတန်း90လောက်ဆိုတာကလည်းနည်းတဲ့ပမာဏမဟုတ်တော့ Newcastle အတွက်အဲ့ဒီ FFP စီးမင်းနေနဲ့ပတ်သက်လို့ရှိရင်ဒီတန်း90သုံးလိုက်တာနဲ့နောက်ထပ်ကစားမတွေခေါ်ဖို့ဆိုအခက်အခဲဖြစ်သွားနိုင်တဲ့အခြေအနေမျိုးဆိုတော့ Champions League ဝင်ခွင့်ရှိပြီမဲ့လို့ငွေ3နိုင်စွမ်းကကာဆယ်တို့ကကန့်တတ်နေတယ်။ဆိုတော့ကိုရီမန်ချက်စတာယူနိုက်တက်အတွက်ကျတော့ ငွေသုံးနိုင်စွမ်းလေးကျွန်တော်ကန့်သက်နေတယ်ဒီ Champions League ဝင်ခွင့်ကလည်းမရဘူးဆိုတော့ဒါကစားမတယောက်ကိုတခြားကလပ်အသင်းတစ်ခုနဲ့ပြိုင်ခေါ်ရတော့မယ်ဆိုရင်ဘယ်လို့မှလွယ်ကူခြင်းမရှိတော့ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်ခုနကပြောတဲ့ဒီတန်း90လောက်ကုန်ကြမဲ့ကုန်ကြမှာဖြစ်တဲ့အတွက်အသင်းဘက်ကတိုက်စစ်မှုစစ်စစ်ရဲ့အံပွဲမူရဲ့နှစ်ယောက်စလုံးကိုတပြိုင်တည်းခေါ်ဝေးကျူးပန်းရင်တော့တေးကြတဲ့ကိုအသင်းရဲ့ကစားမတွေကိုအရင်ရောက်မှကျွန်တော်ဖြစ်မှာနော်မတီးယပ်စ်ကွန်ညာကော နော်တိုက်စစ်မှုစစ်စစ်တယောက်ကိုလက်ရှိမှာအံပွယ်မှုကိုကျွန်တော်တို့ခေါ်ခြင်းနဲ့ဆိုရင်ကိုအတင်းကရှိတဲ့ကစားမားတွေကိုအများကြီးရောင်းနိုင်မှရမှာကိုညာကိုတန်း60လောက်ကျွန်တော်တို့ကုန်ကြမယ်ဒါပေမဲ့ပထမဆုံးပြီးချရမယ်ပမာဏမှာတန်း40လောက်ပဲရှိတယ်ဆိုရင်သုံးဆွဲနိုင်မှုကနောက်ထပ်တန်း60လောက်ကျန်နေတယ်ဒါဆိုအံပွယ်မှုကိုခေါ်ဖို့ကအဆင်ပြေပြီအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တိုက်စစ်မှုတယောက်ကိုခေါ်ဖို့အတွက်ကျွန်တော်ကြိုးပမ်းတော့မှာသုံးယောက်စလုံးကိုကျွန်တော်ခေါ်ရင်တော့ကိုအတင်းကစားမားတွေကိုအရင်ရောင်းမှပဲကျွန်တော်ရမှာ ဒါကြောင့်ပေါ့နော်အသင်းတွေပြည်တနာကအဲ့ဒါပဲဒီများလေးလိုမျိုး Champions League ဝင်ခွင့်တွေပါလိမ့်လဲဥရောပဝင်ခွင့်တွေလည်းကျွန်တော်ရမထားတော့အပြိုင်ခေါ်ဖို့ကမလွယ်ဘူးငွေကြေးကြတော့လေကိုအသင်းကကစားမတွေကိုအရင်ရောင်းမရမယ်ဆိုတော့ဘလူးမှန်တော့ကျွန်တော်အဆင်ပြေမနေဘူးဒါကြောင့်ပေါ့နော်အသင်းတွေအံပွဲမှုကိုခေါ်ယူဖို့ကလည်းတိုင်ပတ်သွားအောင်မလားပေါ့အထူးသဖြင့်ပြီးခဲ့တဲ့နေ့ကကိုရီအမှန်ကန်ပြစ်မှတ်ထားပြီးတော့ခေါ်ဖို့လုပ်နေတဲ့တိုက်စစ်မှု LMD Lab ကလည်း Champions League ဝင်ခွင့်ကြောင့် Chelsea ကိုပြောင်းသွားပြီးဒီညမှာ ဟိုဘယ်လိုအင်္ဂလန်ရဲ့လေဝီစင်နီးပြဖြစ်တဲ့ Thomas Tuchel က OK Liam D လက်လာမယ့်2026ခုနှစ်ကမ္ဘာဖလားမှာမင်းအမှန်ကန်ကစားကွင်းရကျင်နေဆိုရင် Champions League ဝင်ခွင့်ရတဲ့အသင်းကိုပဲပို့ပြီးတော့ပြောင်းဒါဟာပို့ပြီးတော့အထောက်အကူဖြစ်လိမ့်မယ်ဆိုပြီးသူပြောတယ်ဆိုတဲ့ report တွေနဲ့တက်လာတယ်။အဲ့ဒီတော့ Champions League ဝင်ခွင့်ရတဲ့အသင်းကိုပဲ Liam D လက်ကပြောင်းသွားတာ။ဆိုတော့လက်ရှိမှာအန်ပွဲမူကလည်းကိုရီတွဲအဲ့လိုဖြစ်သွားလို့ရှိရင်ကိုရီရဲ့ပြစ်မှတ်တယောက်တိုင်ပတ်သွားမှာပဲရှိတာ။ Newcastle เนาะဆိုတာတက်ကိုဒီအမှန်ကန်ရအောင်ခေါ်ဖို့ကျွန်တော်ကြိုးပမ်းရမှာဆိုတော့အန်ပွဲမှုကိုလည်းနယူကာဆယ်တန်လက်လွတ်ရအောင်မလားဗောလေကိုဘက်မှာငွေကြီးရောကျွန်တော်ဒီနေ့ Champions League ကံကွင်းတွေရောအခန့်သက်တည်နေဆိုတော့ United အတွက်ဒီနေရာဒီပြောင်းရှုမှာအလုံးလို့ဝတာတွေဟာအရာအလုံးကအခန့်သက်တည်ကျွန်တော်ဖြစ်နေတယ်ညီကလို့နေနေရောနောက်တစ်ယောက်ထပ်ပြီးတော့အသင်းဘက်ကခေါ်ဖို့ကြိုးပမ်းတာတွေမအောင်မြင်တာတွေမြင်အောင်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်